မင်္ဂလာပါရှင်ဒစ်ဆလီဗီဒီယိုရဲ့နိုဝင်ဘာလ15ရက်နေ့ည7:00နာရီတိနောက်ဆုံးအနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါအမေရိကကတန်းချဲ့သတင်းနဲ့ပြင်သစ်မော်ဒယ်လုပ်ငန်းရှင်တို့ရဲ့အီးမေးလ်မှာသူနာမည်ပါလာခဲ့တဲ့အကြောင်းဖြေရှင်းလာတဲ့ချက်ချင်းရဲ့သတင်းဟေးဝီယန်နဲ့ဆွေပြည်သင်းတို့ရဲ့မင်္ဂလာပွဲမှာတိုင်းတထောင်လက်ဖွဲ့ခဲ့လို့လူပြောများနေတဲ့ထိတ်တဲမင်းသမီးဖူဖူရဲ့သတင်းမြမကိုစားပြု Hot of Pain စူကြီးကိုရောက်နိုင်ဖို့အတွက်စာကူရာမြေစီရောက်ရှိလာတဲ့အွန်လိုင်းရဲ့သတင်းပါဝင်ဆွေဘေးသည်မိဘတွေကိုစား ဝဲတယောက်သူတွေအားလုံးကိုခုလိုဧကန်ခဲ့လို့လူအများလေးစားခံနေရတဲ့စိုးမြတ်သူစားရဲ့တရင်တို့ကိုရှုစားရမှာပဲဖြစ်ပါတယ်ရှင်။အမေရိကတန်းကျဲတရင်နဲ့ပြည်သိမော်ရင်လုပ်ငန်းရှင်တို့ရဲ့ထဲမှာသူနမည်ပါလာခဲ့တဲ့ကြောင့်ဖြစ်ရှင်းလာတဲ့ချက်ချင်းအားလုံးမင်္ဂလာပါတဲဆယ်လီဗရီနျူးပေးကနေပြန်လည်အားကျဆိုလိုက်ပါရီ။ ချက်ချင်းကဆိုတော်ဖြစ်ခင်မှာမော်ရီပြေရှက်တီခဲ့ပူပြီးတော့သူ့ရဲ့ရှမ်းမောင်းကနိုင်ငံသားမော်ရီလီလိုမြင်မာနေခဲ့ပါရီချက်ချက်ကတရစ်ဆိုပြိုင်ပွဲကိုဝေးပြိုင်ပြီးနောက်မှာသူ့ကိုဆိုတော်ဖြစ်ပဲပရိသတ်ကတည်ထားခဲ့ကြတာပါအခုတော့ချက်ချက်ကအီတလီနိုင်ငံမှာပဲတမင်းနဲ့အေဂျက်စာနေထိုင်ရင်းနဲ့မအေဂျက်တဲ့ကိစ္စတခုဖြစ်လာခဲ့ပါရီမကောင်းတဲ့တဲ့အနေနဲ့နာမည်ကျော်ခဲ့တဲ့အမေရိကကတန်းကျွယ်တဲ့ကြီးဆက်ဖရီအက်စတိန်နဲ့ပြည်သိနိုင်ငံကမော်ရင်အေဂျင်စီလုပ်ငန်းရှင်ဂျီလုစ်ဘရူနေတို့အခြေခြေအပြန်လည်ပို့ထားတဲ့အင်းထဲမှာချက်ချန်းကအကြောင်းအရာတစ်ခုအနေနဲ့ပါဝင်ခဲ့ပါရင် အဲ့ဒီမေးထဲမှာချက်ချက်ရဲ့ပုံတွေကိုပို့ပေးမယ်လို့ပြောထားတဲ့ email တွေရှိနေခဲ့ပါတယ်။ဒါကြောင့်ချက်ချက်ကဒီလိုနမည်စုံနဲ့ကြော်ကြားတဲ့သူတွေနဲ့တကယ်ပဲပတ်သက်ခဲ့တာလားဆိုတာအားလုံးကသိချင်လာခဲ့ကြပါတယ်။ဒီကိစ္စကိုတော့ဆိုတော့ချက်ချက်ကထိလွဲမခံနိုင်တာကြောင့်ပြန်လည်ရှင်းပြလာခဲ့ပါတယ်။လုံငယ်နေတဲ့ပေါင်းများစွာကချက်ချက်ကသချေးစုပြပွဲမှာဆုရပြီးတော့မော်ရယ်လေးလုံနေခဲ့ပါရယ်အဲ့ချိန်မှာသူဖေကအင်းလေးစာစီအဖြစ်လုံငယ်ချသားအကြောင်းသားတွေကိုစာသင်ပေးနေရပါချက်ချက်ကအဖေစာသင်တဲ့နောက်ကိုလိုက်ခဲ့တာမျိုးရှိခဲ့ပြီးတော့အဲ့ချိန်မှာပဲချက်ချက်ကို စာသင်တဲ့အင်အားလူကစိတ်ဝင်စားကြောင်းပြောခဲ့ပါရယ်။ပြည်သက်ကအေဂျင်စီတော်များမှချက်ချက်ပုံစံကိုသဘောကျပြီးချက်ချင်းကအောင်မြင်နိုင်တဲ့အတွက်သူ့ဘဝကိုပြောင်းလဲပေးမယ်လို့စာသင်တဲ့အင်အားပြောခဲ့ပါရယ်။အချိန်မှာချက်ချက်ကလည်းမော်ဒယ်လုပ်ကို free လာလုပ်နေကြတာဖြစ်ပြီးကမ္ဘာကျော်မင်းကြီးစင်းမှာအပ်ပေးမယ်ဆိုတာကြောင့်ချက်ချက်ကလည်းလုပ်မယ်လို့ပြောခဲ့ပါရယ်။ရိုက်ကူးရေးလုပ်မယ့်အချိန်မှာအင်မျိုးသမီးကသူ့ရဲ့ wallet ခန်းလေးကိုခေါ်သွားပေးမယ်လို့အင်ကြီးမပါပဲရှာရမယ်လို့ပြောခဲ့ပါရယ်။ချက်ချင်းကအဲ့ချိန်မှာတတိထားမိသွားပြီးအင်ကြီးမပါပဲရှာရမယ်ဆိုတာကြောင့် Moray Agency ကဘာတွဲရိုက်မှလဲလို့မေးခဲ့ပါရယ် အမျိုးသမီးကတော့ဒီနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့မတူညီလို့မလို့အင်ကြီးမပါဘဲနဲ့ရှိုက်ပြရမယ်လို့ပြောခဲ့ပါရည်။နိုင်ငံသားကလည်းတယောက်တည်းပဲသွားမှာဖြစ်ပြီးမိမတွေကတော့ဒီအလုပ်ကိုလက်မခံခဲ့ပါဘူး။ချက်ချင်းကလည်းပြည်ပွဲမှာအလူသီးများထားပြီးသားဖြစ်တာကြောင့်အဆိုတော်အလုပ်ကိုပဲဆက်လုပ်ဖို့ပြောခဲ့ပါရည်။အဲနောက်မှာတော့သူတို့ရဲ့အလုပ်မလုပ်ဖြစ်ပဲနဲ့ဆက်သွယ်ပြတ်သွားခဲ့ပါရည်။ဒီကိတော့ချက်ချင်းကဒီလုပ်ကိုမလုပ်မိတာကကောက်သွားခဲ့တာဖြစ်ပါရည်။တတိယနေ့ဖလိုက်တဲ့အချိန်မှာသူ့ကိုမော်ရယ်ဖြစ်လုပ်ပေးဖို့ခေါ်တဲ့လုပ်ကတတိယကြီးရဲ့သုံးတော်ခန်းခြေတော်တင်ခံရတဲ့အလုပ်တွေဖြစ်နေခဲ့ပါရည်။ ချက်ချက်ကတိတ်ချဆုပ်ပြတ်နိုင်ခဲ့တာကြောင့်သာ NLA ကနေလွတ်မြောက်သွားခဲ့တာပါဒါပေမဲ့ဒီလိုကံလန်းမှုတွေကမမောစရာဖြစ်လို့ချုပ်မင်းကလေးတွေကလုံရမေဆိုပြီးတော့လက်ခံသွားခဲ့ကြပါတယ်ကိစ္စအတိုင်းပဲကိစ္စမဟုတ်ဘဲနဲ့အမေရိကလွတ်တော်တွေရရှိလာခဲ့တဲ့ကိစ္စဖြစ်ပါတယ်ပြည်ထောင်လုံငန်းရှင်ဟာမော်ရယ်အေဂျင်စီကနေတဆင့်မင်းကလေးငယ်တွေကိုမော်ရယ်ဖြစ်အောင်လုပ်ပေးမယ်ဆိုပြီးတော့တတိယကြီးတွေနဲ့မိတ်ဆက်ပေးပြီးနောက်ဆုံးမှာတော့ဖောက်ပြသွားခဲ့ပါတယ်။ဒီအီးမေးကတော့2012ဒီဇင်ဘာ31ရက်နေ့တုန်းကပြည်ထောင်မော်ရယ်အေဂျင်စီလုံငန်းရှင်ကတဆင့်အမေရိကအတန်းကျယ်တတိယစီပို့ခဲ့တာဖြစ်ပြီ နှစ်ပေါင်းများစွာကြာပြီးနောက်မှာပြည်လဲနမည်ကြီးလာခဲ့တာပါ။ကဲဆုံးမှုကြီးကြီးကနေပြီးတော့တည်တည်လေးလျှောက်ခဲ့တဲ့ချက်ချက်ရဲ့ကိစ္စအပေါ်မှာဘယ်လိုမျိုးခြေပြင်းမိလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလဲစိတ်ဝင်စားစရာအကောင်းနဲ့ပရိသတ်ချစ်တော်ဆယ်လီဒီနုပညာရှင်တွေရဲ့အကြောင်းအင်းနဲ့တူပြလာခဲ့ပါဦးမယ်ရှင်။ဒီရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရင်အမင်းနဲ့ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလဲကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။ ဆိုပြည့်တစဉ်မိဘတွေကိုဆောင်ပွဲတက်ရောက်သူတွေအားလုံးကိုခုလိုအဲ့ခံလို့လူများလေးစားခံနေရတဲ့ဆုံးမြတ်သူဆောင်ဆိုပြည့်စဉ်ရဲ့မင်္ဂလာပွဲမှာအမကြီးအမိယာပြီးသားလို့လူပြောများနေရကဆုံးမြတ်သူဆောင်ပါအားလုံးဒီကနေ့ခုချိန်မှာဆိုပြည့်စဉ်ရဲ့ဟင်းဝီရံတွေမင်္ဂလာပွဲကိုကျင်းပနေရပါ ဒီပွဲကြီးမှာလူတွေကသရိုးသမီးရဲ့ရွှေကိုပိတ်တာဝတ်ဆောင်ကြောင်းဘီလီယံချီတန်တဲ့လက်ဖွင့်ငွေတွေကြောင်းဒေါ်လာအတန်းချီတန်တဲ့ဘရက်တွေနဲ့ပွဲတက်လာတဲ့ celebrity တွေကြောင်းကိုဒီကထားပြီးပြောဆိုနေကြတာပါဒါပေမဲ့ခုမိနေတာကနောက်ပွင့်ကတကယ်ဒီပွဲကြီးကိုပြီးမြောက်အောင်ပြဖို့ဆက်ဆံရတာဝန်ယူခဲ့တဲ့အမိုင်းအမိအားတယောက်ကြောင့်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်သူမကတော့ဆုံးပြစဉ်အမိုင်းထိတ်တန်းအကယ်ဒမီမင်းသမီးကြီးဆုံးမြတ်သူစားပဲဖြစ်ပါတယ် ပရိသတ်တို့သိကြတဲ့အတိုင်းမင်းသမီးဆွမျက်သူဆောင်မိုင်းဆိုးဟာဆွမျက်စဉ်ညီမဝန်ခွေတော်ဆက်သူပါဒါပေမဲ့သူတို့မိသားစုရဲ့ဖွဲ့စည်းပုံရဝန်ခွေဆိုတာထက်ညီမရင်းနေလို့ချစ်ခင်ကြပြီးတော့အားလုံးနဲ့မှမဆိုးရအကြီးဆုံးအမိုင်းအမိအားဖြစ်တဲ့သူဖြစ်ပါတယ်သူဟာစုံညီမရဲ့အားလုံးနဲ့မှာစုံမြတ်နန္ဒာစုံမြတ်ကလျာစုံမြတ်သင်းရဲ့အရေးကိစ္စတွေမှာအရာရာကိုဦးဆောင်နိုင်ဆန်းရှိသူရှင်းကနေမမမမရက်တီပေးသူဖြစ်နေအားလုံးကလေးစားရတဲ့အမိုင်းတယောက်ပါဒီခေါင်းညီမငယ်စုံလေးဖြစ်တဲ့စုံမြတ်သင်းရဲ့တသက်မှာတစ်ခါအရေးကြီးဆုံးမင်္ဂလာပွဲမှာလည်း မဆိုတရားမိမတရားရဲ့နေရာကနေစမရရလိုလိုက်တဲ့မရှိအောင်ဂရုတစိုက်ဆောင်ရွက်ပေးခဲ့တာကိုလည်းတွေ့ရပါတယ်။ဟိမင်္ဂလာအိခန်ဝဲကြီးမှာသရိုသားဟင်းဝင်းနဲ့သရိုသမီးဆိုပြစဉ်တို့ကစေမျက်ပေါ်မှာအလှအဆုံအတောက်ပါဆုံးကျဲဝင်းနေရှိနေချိန်မှာခမ်းမာထဲမှာပွဲတိုင်အောင်လဲဧည့်သည်ပေါင်းများစွာကိုမိမရရဲ့ကိုစားလိုက်လံလှုပ်ဆဲအိခန်ဂရုဆိုင်အဲဝန်ကျင်းဝင်နေခဲ့တာကတော့အမိုင်းဆုံးမြတ်သူစားပါပဲ။ဝဲတလာတိုင်းကမဆိုးရဲ့ဧည့်သည်ကျွေးမွေးမှုတွေဂယူဆိုင်မှုတွေရှိတာကြောင့်ဒါမှတကယ်အင်းရှင်သပွဲအမိယာပြီးသားတဲ့အမိုင်းရဲဆိုပြီးတော့လေးစားချီးကျူးနေကြတာပါဒါတွေမကသေးပါဘူး မင်္ဂလာပွဲမတိုင်ခင်ကပြုလုပ်ခဲ့တဲ့ဆေးဆက်ပွဲခန်းနာမှာလည်းမဆိုးတရားသူရဲ့ညီမလေးမိသားစုကိုစားရှေ့ထွက်ပြီးတော့သူတို့သားဟင်းဝင်နဲ့မိသားစုတွေကိုကျေးဇူးတင်စကားပြောချပြီးတော့တကယ်ကိုကြည်နူးစရာမြင်ကွင်းမှာသူမရဲ့ပြောစကားတွေမှာသူညီမလေးဆိုပြတဲ့စဉ်ကိုကိုယ့်ရဲ့တမီးလေးအရင်တယောက်လိုချစ်ပြီးလို့တမိုးထားပြီးလက်ထပ်ပြီးလို့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကညီမတယောက်ပေါ်မှာထားတဲ့အမတယောက်ရဲ့မြေတားတရားနဲ့မိသားစုတစ်ခုလုံးရဲ့ခေါင်းဆောင်ပြီးသားမှုကိုအထင်ရှားပြသနေလိုက်တာပေါ့တကယ်တော့ဘယ်မိသားစုမှာဆိုရင်ညီမမောင်နှမရဲ့အချင်းချင်းမတင်ကြတာစကားများတာရင်းရှိစမြဲပါပဲ ဘလို့ပဲဖြစ်နေပါစေဆုံးမြတ်သူစားကသူညီမတွေအတွက်အမြဲတမ်းရှိကနေအကောင်အွယ်ပေးပြီးတော့ဥဆောင်ဖြည့်ရှင်ပေးတဲ့သူပါဒီထက်ပိုပြီးတော့အမိအားပြီးတာကိုပြပါဆိုရင်သူဟာသူ့ရဲ့ညီမဆုံးမြတ်ကလျာရဲ့တမီးလေးခစ်တခင်ကိုလည်းကိုယ်တမီးလေးရင်တယောက်လိုပြုစုဆောက်ရှောက်ပြီးတော့ခေါ်ထားတာသူ့ရဲ့မေတ္တာတရားဘလောက်ကြီးမားလဲဆိုတာကိုပြသနေပါတယ်ဒါကြောင့်လူတွေကဆပင်းစင်တရားရွှေကိုဘိတ်တော်ဝင်ရလို့တထင်းနဲ့ညာလို့ကန်ကောင်းနေလို့ပြောနေကြပေမယ့် တကယ်ကိုကံကောင်းခြင်းအစ်စ်ကဒီလိုကိုယ့်ရဲ့အရေးချောင်းကောင်းခြင်းဆိုးခြင်းမှန်သမျှမိဘတယောက်လိုရှိကနေမမမမရက်တည်ပေးတယ်အမိုင်းအမိအားပိတလုံးနဲ့ဆုံးမြတ်သူစားလို့အမတယောက်ကိုပိုင်ဆိုင်ထားခြင်းဖြစ်ပါတယ်ကြီးစုနေကြတဲ့ပရိသတ်တွေကရောမြမလင်းရဲ့မင်္ဂလာပွဲမှာမိဘရဲ့ကိုစားဆက်ဆက်ရာတာဝန်ခဲ့တဲ့မတ်ဆိုးရဲ့စိတ်သက်ကိုဘယ်လိုမြင်မိပါလဲ comment မှာကို့မြင်လေးတွေဝင်အောင်ဆွေးနွေးပေးသွားကြပါဦး ဟင်းဝင်ရင်နဲ့စိုးပြင်းစင်တို့ရဲ့မင်္ဂလာပွဲမှာတိန်းတထောင်လက်ဖွဲခဲ့လို့လူတွေပြောများနေတဲ့ထိတ်တန့်မင်းသမီးဖွဖွေဖွေဖွေကတော့ဟင်းဝင်ရင်နဲ့စိုးပြင်းစင်ကိုမယုံနိုင်တဲ့ပမာဏနဲ့မင်္ဂလာလက်ဖွဲကိုလူပြောများနေခဲ့တာပါဟင်းဝင်ရင်နဲ့စိုးပြင်းစင်တို့ရဲ့မင်္ဂလာပွဲကြီးဘလောက်ခမ်းနားလဲဆိုတော့ရွှေကိုပိတ်တာတို့ပရမများတို့ဒေါ်လာတန်းနဲ့ချီပြည့်တဲ့နေပွဲတက်ခဲ့တဲ့ celebrity အကြောင်းကပြောမဆုံးအောင်ပါပဲအခုတော့ဆယ်လီရီနုပညာရှင်တွေလက်ဖွဲတွေကြောင့်လူပြောများနေတာဖြစ်ပါတယ်မြန်မာလူမျိုးတွေရဲ့မင်္ဂလာပွဲတွေလက်ဖွဲငွေတွေဟာချစ်စရာကောင်းတဲ့ဓလေ့တစ်ခုပါ ဒါမင်္ဂလာပေါင်းနိုင်ရဲ့ဘဝသစ္စာတွေဘို့အတွက်တနိုင်တစ်ပိုင်းဝိုင်းဝန်းကူညီကြတဲ့ဘောမြေတောင်လက်ဆောင်ပေးတဲ့ဘောပါဒါပေမဲ့ဟင်းဝင်ရဲ့ဆိုပြစင်တို့လိုနိုင်ငံကျော်ထိတ်တန်းမင်းသားမင်းမီးတွေရဲ့မင်္ဂလာပွဲကြတော့ချင်းနေကနည်းနည်းကွဲပြားသွားပါတယ်တို့ရဲ့အောင်မြင်မှုတို့ရဲ့တိုင်ဝမ်ကကြီးမားလာတာကြောင့်ဒီပွဲကိုတက်ရောက်လာတဲ့ဧည့်သည်တွေကလည်းထိတ်တန်းဧည့်သည်တထေးကြီးတွေထိတ်တန်းလူညာရှင်တွေကြီးပါပြီဒီလိုပွဲမျိုးမှာလက်ဖွဲ့ငွေတွေဆိုတာကအမှန်မြေတောင်လက်ဆောင်ဆိုတာထက်ကိုယ့်ရဲ့ကော ိုရဲ့အစဉ်တန်းကိုရဲ့မင်္ဂလာမောင်နှံကိုယဉ်နီမှုပြတာတဲ့အပြိုင်ဆိုင်ဆက်ဆန်းပြပြအားပြိုင်တဲ့ပွဲလေးပဲဖြစ်ပါတယ်ဒီပွဲကိုတကယ် celebrity များကြီးပါတချို့ကလည်းတန်ဖိုးကြီးရတနာတွေမျက်စိချင်းလာတဲ့ဝတ်စုံတွေနဲ့ဒါဘလောက်ချမ်းသာတယ်ဆိုတာကိုပြဖို့တက်နိုင်တယ်လို့ပါပဲဒါရလေလူရင်းအောင်ရဲ့ချောင်းထဲမှာတယောက်ကိုထူးခြားနေကြတာပါသူကတော့တခြားသူမဟုတ်ပါဘူးသူရဲ့ပရိသတ်တွေရဲ့အချစ်တော်အကယ်ဒမီများရှင်မင်းသမီးဖွဲ့ဖွဲ့ပါမယ်မင်းသမီးဖွဲ့ဖွဲ့ကဒီပွဲကိုခန်းနာဆိုတာတယောက်ခဲ့တာပါ ဒါပေမဲ့သူ့ရဲ့ခန္ဓာမှာတခြားလူတွေလို့သူ့ပေါ်မှာဘလောက်တန်ဝတ်ထားရင်ဆိုတဲ့ဂုံပကသနာမျိုးနဲ့ပြိုင်ဆိုင်တာမဟုတ်ပါဘူး။သူကသူ့ရဲ့ငကိုရှိရင်ဆွဲလှတရားရုပ်ရှင်နဲ့ချစ်တည်ရရှိဖို့ပုံစံမျိုးနဲ့တက်ရောက်ခဲ့တာမှာသူကပေါ်ရန်ရုပ်ဝတ္ထုနဲ့ပြိုင်ဆိုင်ခဲ့ပေမဲ့တကယ့်အလိုတန်စေတနာရှင်ပြိုင်တဲ့နေရာမှာတော့အားလုံးရဲ့ထိတ်ဆုံးကနေစံချိန်တင်သွားခဲ့တာပေါ့။အတွင်းသတင်းတွေပွဲတပ်ပရိသတ်တွေရဲ့ပြောစကားတွေကမင်းမင်းဖွဲ့ဖွဲ့တရားဟင်းဝင်နဲ့ဆိုပြစင်တော်မင်္ဂလာမောင်နှံတဲ့လက်ဖွဲ့ငွေကပမာဏမြမငွေကျပ်3000ပါဟုတ်ပါရင်3000ပါ ဒါဟာဒီမင်္ဂလာပွဲတစ်ခုလုံးလက်ခွဲဝင်အများဆုံးဖြစ်တဲ့စံချိန်တင်သွားတဲ့ပမာဏဖြစ်ပါတယ်။တော်ယုံလိုတော်ယုံတထေးတယောက်တောင်မှမင်္ဂလာလက်ခွဲကို3000လက်ခွဲဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါဟာမြုံနိုင်ဆရာဝေပမာဏတစ်ခုပါ။ဒါဟာဖူးဖွေးတယောက်ဘလောက်တောင်စိတ်ထားကောင်းလဲဘလောက်ယူသားပြီးတော့ပွင့်လင်းလဲဆိုတာကိုပြသပါရစေ။ဖူးဖွေးကပေါ်ရန်ဂုံပကသနာကိုမမတ်မောသူရဲ့စည်ရင်ကတကယ်ကိုစေတနာစစ်မှန်ရှိပါတယ်။ခြားသူတွေကကိုယ့်ပေါ်မှာတိမ်တောင်းချီတန်ဖိုးရှိတာတွေဝင့်စင်ပြီးကိုယ့်ရဲ့ဂျုံအဖို့ပြသနေတဲ့အချိန်မှာဖူးဖွေးကတော့မိတ်ဆွေမောင်နှမတွေရဲ့ဘဝအတွက် သိန်းတစ်ထောင်စရံငွေပမာဏကိုစေတနာပြည့်နဲ့ထည့်ပေးလိုက်တာပါဒါမှတကယ်လေးစားစရာစိတ်တက်စေတကယ်စိတ်တက်အမှန်ပါပဲပရိသတ်တို့ကရောကို့ဘမဝတ်ဆင်ပြခဲ့တဲ့ရတနာရီထက်ဒီလိုစိတ်ရင်းစေတနာပြည့်နဲ့သိန်းထောင်ကြီးလက်ဖွဲ့သွားတဲ့ဘူးဘွေရဲ့မြင်တာတရားပေါ်မှာဘလို့မြင်ရကလေးဆိုတော့ comment မှာဆွေးနွေးပေးကြပါဦး မြမကိုစားပြု Hall of Fame ဆိုကြီးကိုရောက်နိုင်ဖို့အတွက်စာကူရာမြေစီကိုရောက်ရှိလာတဲ့အောင်လာကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရှာပါရယ်အောင်လာအန်ဆန်ကတော့ MMA ကိုပုံမသိရှိလာအောင်လို့မိတ်ဆက်ပေးနိုင်ခဲ့သူဖြစ်ပြီးအောင်မြင်မှုတွေနဲ့တူအနားယူနိုင်ခဲ့တာဖြစ်ပါရယ်မြမစပတ်အုံမွေကြီးဖြစ်တင်စားရတဲ့အထိထိတဲများစွာရဲ့ Champion ဆုပွဲကိုပါရရှိခဲ့တာပါဒါကြောင့်လည်းတတိယမြောက်ကနဝင်းကစားသမားဖြစ်ဝမ်ဘက်ကနေဂုံပြူလေးစားခဲ့ရတာဖြစ်ပါရယ် လက်ရှိမှာတော့ one friday night 173 173ကိုကျင်းပဖို့အတွက်1အနေနဲ့စူးစမ်းနေကြတာဖြစ်ပါတယ်။နမကြီးဖိုက်တာများစုနဲ့အတူပွဲထုတ်ထားကြတာဖြစ်ပြီးတော့ကြီးကျယ်ခမ်းနားဆုံးသောပွဲစဉ်ကြီးတစ်ခုဖြစ်ပါရှုစားကြတော့မှာပါ။ဒါကြောင့်လင်အောင်လောက်ကိုပါဂုံပြုတ်ပြန်ဖို့အတွက်ဖိတ်ခေါ်ထားကြတာလေးဖြစ်ပါတယ်။မြမစပုံအောင်ကြီးအောင်လာအနေနဲ့တမိုင်းမတဲတည်တည်နဲ့တူ1မှာအောင်မြင်ကြတာလေးဖြစ်ပါတယ်။ ဒါကြောင့်လင်းဝမ်ရဲ့လေးစားခံလာရတဲ့ဖိုက်တာတွေတဲ့မြန်မာပြည်ပွားပြည့်ထူးထူးခြားခြားဆိုသလိုပါဝင်ကြတာပါ။ဝမ်အနေနဲ့ Hall of Fame စုကြီးကိုလက်ရှိမှာနှစ်ဦးကိုသာချီးမြှင့်ထားကြတာဖြစ်ပါရင်ပထမဆုံးတော့ကရဝင်းဖိုက်တာဖြစ်ဂျွန်ဆန်ကိုချီးမြှင့်ကြတာဖြစ်ပြီးဖာနန်ဒက်ကိုတော့ဒုတိယအကြိမ်ဖြစ်ဂုဏ်ပြုပေးကြတာပါ။ဒါကြောင့်လင်းဖိုက်တာတိုင်းမရနိုင်တဲ့ဂုဏ်ပြုမှုဖြစ်တစ်ဖက်မှာတည်ရှိနေကြတာလည်းဖြစ်ပါရင်အောင်လာအစံအရော Horror Fame စူကြီးရဲ့တတိယမြောက်ဖိုက်တာဖြစ်ဂုံပြူခံလာခဲ့ရသူဖြစ်ပါတယ် အွန်လာနေတဲ့2016ကနေစတင်က1နဲ့2 MMA ကိုစပြိုးခဲ့သူပါပွဲကြီးပွဲကောင်းနေပြည့်ပွဲစဉ်ပေါင်း20ဒီဆင်းနေကြတာလေးဖြစ်ပြီးတော့15ပွဲထိကိုအောင်ပွဲတွေအနိုင်ရနိုင်ကြတာလေးဖြစ်ပါရည်တစ်ဖက်မှာတော့အွန်လာနေတဲ့အရွယ်တစ်ခုကိုရောက်ရှိလာခဲ့တာကြောင့်လက်ရည်တွေကပါတလာကြပါရည်ဒါကြောင့်လေ5ပွဲထိပြန်လေးခြေပါခံကြတာလေးဖြစ်ပါရည်အော်တိုဘာလ10ကကျင်းပါရည်နောက်ဆုံးပွဲစဉ်မှာတော့အောင်ပွဲနဲ့တူဖိုက်တာဘွားကိုရှောက်လန်းနိုင်ကြတာပါဒါကြောင့်လေ ကာဒက်စတန်ပွဲစဉ်ကိုထူးထူးခြားခြားဆိုလိုကျင်းပခဲ့တာတွေဖြစ်ပါတယ်။အောင်လာနေတဲ့ဝမ်းနဲ့တူလက်မတွဲမိမှလည်း professional ကစားသမားဘွားကိုရှောက်လန်းနေခဲ့သူပါ။ဒါကြောင့်လေကစားသမားဘွားပွဲပေါင်း58ပွဲထိရင်ဆိုင်တွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာတော့နီပြားဖြစ်ဘွားကိုတဖန်ပြန်လေကပုံဖော်နေခဲ့သူပါ။ MMA နဲ့တူဘွားကိုစာပြုတ်ခဲ့သလိုလက်ရှိချိန်မှာလည်း MMA နဲ့တူဖက်ဒရယ်လာဆေးဖြစ်ပါတယ်။ဒါကြောင့်လေဂျိုရှူအာဘန်တို့လိုကစားသမားတွေကပါလေးစားခဲ့ရတာဖြစ်ပါတယ်။ အခုချိန်မှာတော့ဆာကူရာမြေစီကိုရောက်ရှိတာရော်ထန်နဲ့တူတစ်ဖက်မှာဖြတ်တန်းနေကြတာပါ။ဒါကြောင့်လေဂုံရတဲ့ဖိုက်တာဖြစ်ဝမ်းနဲ့တူထာဝရမြေတွေ့ရတော့မှလည်းဖြစ်ပါရည်။ပရိသတ်ကြီးရောလေ Hall of Fame စုကြီးနဲ့တူလေးစားဂုံပြုခဲ့ရတဲ့အောင်လာပေါ်မှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။ခင်မင်းရှင်နေပြီမေ ကိုစိုးကြီးကိုအကြောင်းရင်းတစ်ခုသာမဖိခဲ့တဲ့ဆွေပြည်တစင်နဲ့ဟွေရရဲ့နောက်ွဲကအကြောင်းရင်းဆွေပြည်တစင်နဲ့ဟွေရရဲ့မင်္ဂလာဝဲကိုမြန်မာနိုင်ငံရဲ့နုပညာရှင်ကျဲဝင်းနေအားလုံးဒီပါအကုန်စင်တက်ရောက်ခဲ့ကြတာတွေ့ရမှာပါဒါပေမဲ့ဒီလိုကျဲဝင်းနေအားလုံးစုံညီနေတဲ့ကြားထဲမှာပြည်သက်တွေကတစုံတယောက်ပျောက်ဆုံးနေတာကိုသတိထားမိသွားကြပါရဲ့သူအားချားသူမဟုတ်ပါဘူးဆိုရှယ်မီဒီယာမှာကြော်ကြားဆုံးတယ်လီဖုန်းသတင်းပိုင်ရှင် presenter စီစဉ်တင်ဆက်သူ MC ကိုစိုးကြီးပဲဖြစ်ပါရဲ့ဒီနေရာမှာပြည်သက်တွေကချက်ချင်းမိကုန်ထုတ်ကြပါရဲ့ ဘာလို့ကိုစိုးကြီးမပါတာလဲဆိုပြီးတော့ပါဘာလို့လဲဆိုတော့အပြင်မှာဟင်းဝင်ရဲ့စွေသင်းတို့နဲ့ MC ကိုစိုးကြီးတို့ဟာရန်ကုန်မှာခင်မဲရှင်နေကြတဲ့မိတ်ဆွေတွေဖြစ်နေလို့ပါပဲပရိသတ်ကြီးတို့လည်းဒီမှာပါကိုစိုးကြီးဆိုတာမြန်မာနိုင်ငံအနေနဲ့ရွှေဆိုင်ပရိုမိုရှင်းပွဲတွေရဲ့ဘယင်ကင်းတမလို့ပါပဲဟင်းဝင်ရဲ့စွေသင်းတို့ဇနီးမောင်နှံကလည်းအဲ့ရွှေဆိုင်ပရိုမိုရှင်းတွေမှာမပါမဖြစ်သေးပါဆိုတော့သူတို့သုံးယောက်ကအလို့သဘောရရောပုတ်ကိုရေးရပါအမြဲတမ်းတွေးဆောင်ရအတူတူအတွဲလို့ရတဲ့ရင်းနှီးဆောင်လို့ပေါ်ကိုင်မဲ့မိတ်ဆွေတွေဖြစ်ကြပါရဲ့ ဒါရီမကားသေးဘူးကိုစိုးကြီးရဲ့ကဘာကျော်တယ်လီဖုန်းသစင်းမထွက်ခင်ဟင်းဝင်ရန်တို့စုပိသစင်းတို့ကိုရိုင်းကတယ်လီဖုန်းတယ်လီဖုန်းဆိုပြီးတော့သူ့ရဲ့သစင်းကိုဝိုင်းဝန်းကြညာပေးခဲ့ကြပရိုမိုးလုပ်ပေးခဲ့ကြတာပါဒီလောက်ထိခင်မင်ရှင်ကြီးရဲ့သားနဲ့ဘာလို့ဟင်းဝင်ရန်နဲ့စုပိသစင်းတို့ဟာသူတို့ရဲ့တသက်မှာတခါခန်းနာဆုံးမင်္ဂလာပွဲကြီးကိုတငယ်ချင်းဖြစ်တဲ့ကိုစိုးကြီးကိုဖိတ်ကြားခဲ့တာလေဒီပေါ်မှာဆိုရှယ်မီဒီယာပေါ်ကပရိသတ်တွေရဲ့သုံးသက်ချက်တွေခင်ကြီးတွေကတော့ရန်ကုန်မှာစိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်လူပြောများဆုံးသီအိုရီကတော့တယ်လီဖုန်းသစင်းမှာပဲအလုံးတိကြတဲ့အတိုင်းကိုစိုးကြီးရဲ့တယ်လီဖုန်းသစင်းဟာ လေးဖြက်နေတဲ့ဖိုးဘွားကြီးတောင်မှမတက်ထရက်သွားစေတဲ့စွမ်းစကားမပြောနိုင်တဲ့သူတွေတောင်မှစကားထပြောလာစေတဲ့စွမ်းရှိတယ်လို့သယောပြောဆိုခြင်းခံထားရတဲ့သင်မကဲပရိသတ်ကြီးစဉ်းစားကြည့်ပါတိမ်မောင်းတောင်းကြီးကုန်ချခံထားတဲ့ရွှေကိုပိတ်တာဝစ်စုံနေတဲ့တော်ဝင်ဆန်တဲ့မင်္ဂလာဝဲကြီးမတရားရှိသောရိုမက်တစ်ပြေဆုံးခိုက်တဲ့အဲ့ချိန်မှာကိုစိုးကြီးကစိတ်နာပြင်းနဲ့မင်းလာစနီးမောင်နှံကိုခုံပြလိုက်ပါတယ်ဆိုပြီးတော့သူ့ရဲ့နမဲကျော်အနီယောင်ဖက်ရှင်ကြီးနဲ့စင်ပေါ်တက်လာပြီးတော့တယ်လီဖုန်းဆိုပြီးသတင်းဆိုလိုက်ရင်ဒီဘီလီယံတဲမင်းလာဝဲကြီးဘာဖြစ်သွားမလဲ ဒါကြောင့်ပြိသက်တရားဟင်းဝီရဲနဲ့စွေသည်စင်တို့ကိုစိုးကြီးစင်ပေါ်တက်ပြီးတယ်လီဖုန်းသစင်းဆိုလာမှာအရန်စိုးရင်လိုမင်္ဂလာဝဲကိုတမင်တကာဖိတ်တာဖြစ်မယ်လို့တော်တော်လေးပြင်းထန်ထန်သုံးသပ်နေတာဖြစ်ပါတယ်။ကြောင်ရင်မဲနောက်ထပ်သုံးသပ်ချက်တစ်ခုကမဟုတ်နိုင်ပါဘူး။ကိုစိုးကြီးအရန်မအားလို့မဖိတ်တာဖြစ်ပါလိမ့်မယ်ဆိုတာပါ။ ကိုစိုးကြီးရဲ့လှုပ်ရှက်ချူဟာတနိုင်ငံလုံးကရွှေဆိုင်တွေမှာတရက်မှမနာရအောင်ပြည့်ကျက်နေတာပါဒီတော့ဟင်းဝီရန်တို့ဆုံတွဲရလေကိုစိုးကြီးကဒီနေ့တော့ဘေမျိုးဝါရွှေဆိုင်မှာ promotion ရှိနေတယ်ဆိုတာသိနေတဲ့အတွက်သူမအားပါဘူးဆိုပြီးတော့တသက်မဲ့အားနာပြီးမဖိတ်ကြတာလည်းဖြစ်နိုင်တယ်လို့အချို့ဟာချိပါပြောဆိုနေကြပါတယ်ကဲပရိသတ်ကြီးတို့ကရောဘလို့ထင်ပါသလဲတကယ်ပဲတယ်လီဖုန်းသင်းကိုကြောက်လို့မဖိတ်တာဖြစ်မလားဒါမှမဟုတ်တငယ်ချင်းအမအာမန်တီလိုအားနာပြီးတော့ဖိတ်ထားပြမလားကွန်မန့်မှာကိုယ့်ရဲ့မြင်လေးတွေကိုလည်းဝင်ရောက်ဆွေးနွေးရင်းနဲ့ပဲညဝေပေးခဲ့ကြပါအောင်ရှင် ဒီဗီဒီယိုလေးကနေပြီးတော့ပရိသတ်ချေယိုရဲ့အမောအပန်းလေးတွေကိုပြည့်စည်တဲ့ဆိုရင်ပဲတင်ဆက်ရချိုးနဲ့ပါရရှိန်။အာဘိနာစင်ခဲ့ကြရီပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆူတောင်းမေတ္တာစကားလေးကိုတာရင်နေပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှိန်။အားလုံးကိုကျေးဇူးထူးတည်ရှိပါရယ်။